တော်မီလောင်ကျွမ်းနေတဲ့ဖအံမျိုးကနာမည်ကျော်ဇောကမင်တောင်ကရင်ပြည်နယ်ဖအံမျိုးကနာမည်ကျော်ဇောကမင်တောင်ဟာဒီကနေ့မတ်လ23ရက်နေ့ညနေပိုင်းကစတင်ပြီးတော့တော်မီလောင်ကျွမ်းနေပြီးညအချိန်ကြီးဆက်လက်လောင်ကျွမ်းနေပါလေဇောကမင်တောင်မှာဝိဇာညီနောင်နဲ့နွားလဘိုးရှူတဲကနေညနေ3နာရီလောက်ခရေကား စတင်လောင်ကျွမ်းနေတာဖြစ်တယ်လို့လည်းဒေသခံတူကပြောပါတယ်အခုထိလောင်နေပါတယ်မီးပိုများလာပါတယ်တောင်ပေါ်ကိုဖုံးဆက်တာလည်းမရဘူးဖြစ်နေပါတယ်အဝေးကမြင်ရတာကကြောက်စရာပါပဲလို့ဒေသခံတွေကပြောပါတယ်ဒေသခံတွေလူမှုကွန်ရက်မှာတင်ထားတဲ့ဓာတ်ပုံဗီဒီယိုတွေမှာတော့တောင်မီးတွေကတော်တော်လေးကိုလောင်ကျွမ်းနေတာတွေ့ရပါတယ်ဇွဲကမင်တောင်ဟာပေပေါင်း2382ပြည်အမြင့်ရှိပြီးတော့ ခီးသွွားများပြားလာရောက်လဲပတ်လေးရှိတဲ့နေရာဖြစ်ပါလေ။ဖြစ်စဉ်တော်မီလောင်ကိုကျွမ်းလေးရှိပြီးအခုမီးလောင်မှုဟာလဲဆူရနေတယ်လို့ဒေသခံလူကပြောပါတယ်။ညနေ3နာရီတည်းကစတင်လောင်ကျွမ်းနေတာဖြစ်ပေမဲ့လည်းည9နာရီထိမင်းကြီးတက်နိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်။တောင်ပေါ်မှာတောင်တက်ခီးသွွားကျိုးရှိနေပြီးတော့သူတို့ရဲ့အခြေအနေကိုလည်းမသိရသေးဘူးလို့လည်းဒေသခံလူကပြောပါတယ်။